င်္ဂလာပါရှင်11ရက်တည်းရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပါမယ်ဒီကနေ့မှာတော့တတိယကြိမ်မြန်မာရုရှားနှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်ရုရှားရေတပ် Pacific Fleet မှစစ်ရရင်၃စင်းရေကုန်မျိုးတို့ ရောက်ရှိလာရဲဆိုတဲ့သတင်းပါဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပါပါဒီသတင်းရဲ့ပြင် ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာမိုးဒိန်တောင်ဖြစ်ထွန်းမှုအားကောင်းနေပြီးအဆိုပါမိုးဒိန်တောင်များရွေလျားရာနေရာတချို့မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်တဲ့တဲ့ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့မြို့အများပြားမှာတိုင်ဖုန်းဖန်ဝေါင်ကြောင့်ရေကြီးရေလျှံမှုများဖြစ်ပွားတဲ့တဲ့ရှေရှေကိုရဲ့တန်ရာမပြင်းထန်ဖို့မယူနိုက်တက်မျှော်လင့်နေတဲ့တဲ့အစားရှိတဲ့တဲ့များကိုတင်ဆက်ပါပါဥစ္စာတွေတပုတ်အနည်းနဲ့ တတိယအကြိမ်မြန်မာရုရှားနိုင်ငံရေချောင်းလုံခြုံရေးဆိုင်ရာလက်ကျင့်ငန်းဆောင်ရွက်ရန်ရုရှားရေတပ် Pacific Fleet မှစစ်ရင်3စီးရန်ကုန်မြို့သို့ရောက်ရှိလာတဲ့တရေကိုတင်ဆက်ပါမယ်။တတိယကြိမ်မြန်မာရုရှားနိုင်ငံရေချောင်းလုံခြုံရေးဆိုင်ရာလက်ကျင့်ငန်းဆောင်ရွက်ရန်ရုရှားရေတပ် Pacific Fleet မှစစ်ရင်ရင်3စီးရန်ကုန်မြို့သို့ရောက်ရှိလာကြောင်းသိရပါသည်။နိုဝင်ဘာလ10ရက်နေ့ပိုင်းတွင်ရုရှားရေတပ် Pacific Fleet မှ Frigate စစ်ရင်ရင် ကော်ဗက်စီရင်နဲ့ထောက်ပံ့ရေးရင်တို့ဟာမြန်မာနိုင်ငံသို့တတိယအကြိမ်မြန်မာရုရှားနိုင်ငံရေးကြောင်းလုပ်ကြရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရင်နဲ့ချစ်ချစ်ရေးခီးနယ်ပယ်ရန်ရန်ကုန်မြို့တိလဝါစီကဲတို့ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်။ အဲ့လိုရောက်ရှိလာတဲ့ရုရှားရေတပ် Pacific Fleet မှာစစ်ရေရင်သုံးစင်းအားတပ်မတော်ရေးမှအရာရှိကြီးများအရာရှိစစ်သည်များမြန်မာနိုင်ငံသို့ချစ်ချစ်ရေးဖြီးရောက်ရှိနေတဲ့ရုရှားရေတပ်မှဒုတိယရေတပ် OC ချုပ်ဒုတိယဗိုလ်ချုပ်ကြီးမြန်မာနိုင်ငံဆိုင်ရာရုရှားစစ်တမ်းမှုနဲ့တောင်းရှိသူများကကြိုဆိုနှုတ်ဆက်ကြကြောင်းသိရပါတယ်။ အဆိုပါစစ်ရေးရင်များတွင်အဖွဲ့ကောင်းဆောင်ဖြစ်ရုရှားရေတပ် Pacific Fleet မှကပတိန်ဦးစီးပြီးအရာရှိစစ်သည်များလိုက်ပါလာပြီးခီးစဉ်တွင်ရန်ကုန်မြို့ရှိအထင်ကရနေရာများသို့တောရောက်လေလာလည်ပတ်ခြင်းနိုင်ငံချစ်တီရေအကစားပြန်ဝင်များပြုလုပ်ခြင်းနှင့်စိတ်ကန်းခြေပြုလိချင်းငယ်များပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်။နောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာမော်ဒိန်တောင်များဖြစ်ထွန်းမှုအားကောင်းနေပြီးအဆိုပါမော်ဒိန်တောင်များရွေလျားရနေရာတခြားမှာငွေရသွင်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းများဖြစ်ပေါ်နေတဲ့တဲ့တင်ကိုတင်ဆက်ပါမယ်။ရန်ကုန်နဲ့ပဲခူးတိုင်းတို့မှာမော်ဒိန်တောင်များဖြစ်ထွန်းမှုအားကောင်းနေပြီးအဆိုပါမော်ဒိန်တောင်များရွေလျားရနေရာတခြားမှာငွေရသွင်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းဒိုယင်မာလာဆေးရဲနေမှာမိုးလေဝသနဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားသားရနေပြီးဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနေကာကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အင်းမှတိမ်ထူထပ်နေခြင်းကြောင့်နိုဝင်ဘာလ17ရက်နေ့နဲ့ပိုင်းအထိမကွေးတိုင်းဒေသကြီးစကန်တိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်တို့မှာတိမ်အထင်အင်းဖြစ်ထွန်းပြီးမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာအကွက်ကြား နေပြည်တော်နဲ့ကြားပြည်နယ်တို့မှာနေရာကျကျပဲခိုးတနိတာကြီးနဲ့အေရဝတနိတာကြီးတို့တွင်နေရာစိစိနဲ့ကြံတနိတာကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံပြမိုးထုံချောင်းရွာမှာဖြစ်ကရွာရံရုံပြီးဖြစ်ကြောင်းသိရပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေနဲ့ရန်ကုန်ဒေသကြီးနဲ့ပဲခူးဒေသကြီးတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတက်ခဲခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ကြောင်းသိရပါသည်။မြမပင်လယ်ပြင်မှာလှိုင်းသစ်တင်ရှိမှာဖြစ်ပြီးလှိုင်းမြင့်မှာမြမကန်ရွယ်တစ်လျှောက်နဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ကြောင်း လာမယ့်နှစ်ရက်အတွင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညဘူးချိန်များအနည်းငယ်လျော့နေနိုင်ကြောင်းသိရပါတယ်။ဆက်လက်ပြီးဖိလစ်ပိုင်နိုင်ငံရှိမြို့အများပြားမှာတိုင်ဖုန်းဖန်ဝါကြောင့်ရေကြီးရေလျှံမှုများဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပါမယ်။ တိုင်ဖုန်းဖန်ဝါဟာဖိလစ်ပိုင်နိုင်ငံမှထွက်ခွာသွားချိန်မှာနိုဝင်ဘာလ10ရက်ကမြို့များပြားမှာရေကြီးရေလျှံမှုများနဲ့လျှက်စစ်တအားပြတ်တောက်မှုများဆက်လက်ကြုံတွေ့နေရပြီးမုံတိုင်းကြောင့်လူနှစ်ဦးထက်မနည်းသေဆုံးကလူသသန်းကျော်ဘေးလွတ်ရာရှေ့ပြောင်းခဲ့ရပါတယ်။နိုင်ငံလုံးဒီဘက်ကိုလွှမ်းခြုံတက်ခတ်ခဲ့တဲ့အင်အားပြင်းတိုင်ဖုန်းဖန်ဝေါဟာနိုဝင်ဘာလ9ရက်ညနေခင်းကအရှေ့ဘက်ပိုင်းကန်ယိုရန်ကိုဝင်ရောက်တက်ခတ်ခဲ့ပြီးတိပင်များပြိုကျခဲ့ကရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပါသည်။ လူ224ဦးထက်မနည်းတေဆုံးခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းကာမီဂျီပြည်ရဲ့နောက်ရပ်ပိုင်းအတွင်းနောက်ထပ်တိုင်ဖုန်းမုန်တိုင်းဖြစ်တဲ့ဖန်ဝန်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပါသည်။နိုဝင်ဘာလ10ရက်နေ့မှာကာဒန်ဒူရာနက်စကျွန်းမှဒေသခံများဟာအပြည့်အစည်းများကိုစတင်ရှင်းလင်းမှုများလှုပ်ဆောင်ခဲ့ပါသည်။မွန်တိုင်းတံကိုအစိုးဆုံးခန်းဆားခဲ့ရတဲ့ကာကာရင်မျိုးမှပြည်내ကေဆယ်ရေးအရာရှိချုပ်ဒူလီရက်စင်က အိနီချင်းအပယောင်ပြင်းနေမှာခြေကုံမြေရေရှမ်းမှုကြောင့်ရေကြီးရေရှမ်းမှုများကျုံ့နေခဲ့တဲ့အတွက်ဒေသခံများကိုကုန်းမြင့်နေရာများသို့အလင်းစလိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါရယ်။လူများစုကိုကယ်တင်ခဲ့ပေမဲ့လည်းအချို့လူများမှာပြင်းပြနေဆဲဖြစ်တယ်လို့ဆိုပါရယ်။ကာကာရံမြေရေရှမ်းမှုကြောင့်လူ9000ကျော်ကိုဘေးကင်းတဲ့နေရာသို့ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါရယ်။အဲဒီမြေရေရှမ်းမှုကြောင့် 2ကီဂါရောင်မျိုးငယ်လေးဟာရောင်မျိုးအဖြစ်ပြောင်းလဲသွားခဲ့တယ်လို့ရက်စင်းကဆိုပါတယ်။လူစုံကျောင်းတဝန်းရှိစာတင်ကျောင်းများနဲ့အစိုးရရုံးများဟာနိုဝင်ဘာလ10ရက်မှာပိတ်ထားခဲ့ပါတယ်။မနီလာမြို့တော်မှာလည်းတညလုံးမိုးကြီးပြီးရဲ့နောက်ဒေသခံများကရှင်းလင်းရေးများလှုပ်ဆောင်ပေးခဲ့ပါတယ်။အော်ရိုရာပြည်နယ်မှာတာဝန်ရှိသူများကပျက်စီးများကိုအကဲဖြတ်လည်လာနေကြောင်းကေဆေးရေးလှုပ်သား Giro Frain Parocha ကဆိုပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ရှာရှာကိုရဲ့တန်ရာမပြင်းထန်ဖို့မယူနိုက်တက်မျှော်လင့်တဲ့သတင်းကိုတင်ဆက်ပါမယ်။မယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာဒူးတန်ရာရခဲ့တဲ့တိုက်စစ်မှုရှာရှာကိုရဲ့တန်ရာမပြင်းထန်ဖို့မျှော်လင့်နေတယ်လို့သိရပါတယ်။ရှာရှာကိုဟာဒီတန်ရာကြောင့်မိခင်နိုင်ငံဆလိုဗီးနီးယားတင်းရဲ့ကမ္ဘာဖလားချစ်စစ်ပွဲတွေကိုတော့လွှဲချိုခဲ့ရပါတယ်။၎င်းဟာစပါးနဲ့ပွဲမှာလူစားဝင်ကစားပြီး88မိနစ်မှာစပါးနောက်ခံလို့ဗန်ဒဗန်နဲ့ထိခိုက်မိလို့တင်းရရခဲ့တာဖြစ်ပါတယ်။ ရှက်ရှက်ကိုအနေနဲ့ကွင်းထဲကဂျိုင်းထောက်ကူညီမပါပဲထွက်ခွာခဲ့ပေမဲ့ကောင်းစွာလက်မလျှောက်နိုင်ခဲ့ပါဘူး။ရှက်ကိုရဲ့တံရကိုနိုင်ငံတကာရေတရပတ်အတွင်းစမ်းသပ်စစ်ဆေးမှုတွေထပ်မံပြုလုပ်သွားဖို့ရှိပါသေးတယ်။ပောင်83.5တန်တန်တက်စင်မှုဟာမယူရတဲ့အတွက်စနစ်ပွဲကစားပြီး2ကိုးတာသွင်းယူထားပါတယ်။အလဲပယုတ်တန်ရင်ညနေကင်းတင်များကိုတင်ဆက်ခဲ့တာပါ။ကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညနေကင်းအချိန်အခါဖြစ်ကြပါစေရှင်။